ပြပြန်လေးသုံးမိကြည့်ပေးဖို့တောင်းဆိုပါရယ်နော်ကျေတော့ကတိုင်းပြည်တပြည်မှာ အလုံးစိရင်နှံပါလာတဲ့လူတယောက်ဟာဆေးရဒုက္ခတံကိုမခံနိုင်တာနဲ့သူ့လောကကြီးကိုညင်းငွေပြီးသိကျင်တယ်လို့သေမင်းကိုလိုက်ရှာနေတယ်။လူတွေ့တိုင်းလဲသေမင်းဘယ်မှာရှိတယ်လဲလို့အမေးနေတော့တယ်။အမေးခံရသူတွေကလည်း သူ့ကိုအယုဒိယောက်လို့ယူဆကြပြီးဘာမှပြန်မပြောကြဘဲရှောင်ဖယ်သွားကြတယ်။ဒီလိုလူများကသူ့ကိုရှောင်ဖယ်သွားကြဟာသူ့အလွဆင်းရဲနံပါလို့အဖက်မတန်းလူရမသွင်းလို့ရတဲ့သဘောလောက်ကြတာပဲလို့အောင်းမိပြီးလူရင်းနဲ့ရောရောနှောနှောမနေချင်တော့ပဲစိတ်အပြက်ကြီးပြက်ပြီးရွာကပါထွက်လာခဲ့တယ်။လူသူကင်းမဲ့တဲ့နေရာဒေသတွေကို ရှောက်ပြီးသွားလာနေရာကပင် လေကမ်းခြေတစ်ခုကိုရောက်လာတယ်။ ဒီပင်လေကမ်းရှည်မှာသေမင်းတို့ရှီတန်ကောင်းရဲ့ဆိုပြီးသေမင်းကိုတွေ့အောင်လိုက်ရှာနေရော်တယ်။တနေ့တော့ဝါရီတယောက်ဟာတောင်မီးတစ်ချောင်းကိုကောက်ပြီးသူ့ရှီကိုရှောက်လာတာကို တွေ့ရတယ်။အနားရောက်တော့တငယ်စားကိုလားရောင်အဖိုးကမီးလို့ဆင်းရဲဒုက္ခရောက်လို့လောကကြီးမှာနေနေတာနဲ့သေမင်းကိုလိုက်ရှာနေတယ်။လူကလေး မင်းကအတော်ယူတဲ့တငယ်ပဲဒီစကားကိုကြားတော့လူငယ်ဟာစိတ်ပြက်ပြီးလက်ထက်သွားတယ်အဖိုးကလူငယ်လက်ကိုလှမ်းဆွဲထားလိုက်ပြီးနေပါဦးကွယ်သွားတော့မလားမင်းတွေးကြည့်နေလေတေမင်းကငါပဲကွာဒီလိုဆိုရင်အရှင်တေမင်းကျွန်တော်ကိုကြည့်ပြီးဘာကြောင့်ရင်နေရလဲကျွန်တော်တတ်ပါတော့လားမတေးချင်တာကြာလာပါပြီ။တေမင်းလေလူငယ်ကိုကြည့်ပြီးဟဲ့ပပရီလိုက်ပြန်ပြီ လူကလေးမင်းကအခုသေခြင်းနေပေမဲ့သေနေမရောက်သေးလို့မသေးနိုင်သေးဘူးကွယ်သေနေရောက်ရင်မင်းမသေခြင်းသေးလို့ပုံနေပေမဲ့မလွတ်နိုင်ဘူးကွယ်သေရမှာမဟုတ်ချပဲဒီလိုဆိုကျွန်တော်ဘယ်တော့လောက်မှသေနေရောက်ပြီးသေရမှာလဲအမိန့်ရှိပါအရှင်သေမင်းမင်းဒီနေရာထွက်သွားပြီးခုနှစ်ရက်စေတဲ့နေ့မှာတထဲဖြစ်လေအောင်မလဲတထဲဖြစ်လို့၁၀နှစ်ပြည့်နေ့မှာမင်းမဟုတ်ချသေးရမှာ ပြောပြီးနောက်တိမင်းက၄နဲ့မြားစုဆယ်ချောင်းပြလိုက်တယ်။ဒီ၄နဲ့မြားစုကိုမင်းအလိုရှိသလိုအသုံးပြုနိုင်တယ်။လို့ပြောပြီးပျောက်သွားတယ်။လူကလေးဟာအဖိုးကိုပေးလိုက်တဲ့၄နဲ့မြားစုတွေကိုယူပြီးထွက်လာခဲ့တာ။လန်ခိုင်မှာထမင်းမစားရတာ၂ရက်ရှိ။စာတာကလည်းစာလာတာနဲ့အနီးနားမှာလိုက်ကြည့်တဲ့အခါနှက်တကောင်ကိုမြင်းလို့၄နဲ့ပြချလိုက်တယ်။ ငတ်ဟာရိုးရိုးငတ်မဟုတ်ဘဲရွှေငတ်ဖြစ်နေတာကိုတွေ့ရတယ်။လူကလေးဟာဝမ်တာအာရနဲ့ရွှေငတ်ကိုပိုက်ပြီးထွက်လာခဲ့တယ်။မကြာခင်မှာမြို့တစ်မြို့ကိုရောက်လာတယ်။ဒီမြို့ကလေးမှာနေရာကောင်းကောင်းတစ်ခုကိုသူရလာတဲ့ရွှေငတ်နဲ့လဲယူလိုက်ပြီးနောက်ဒီနေရာမှာပဲသူအလိုရှိတဲ့အိမ်တစ်ဆောင်ရွှေငွေအပြည့်နဲ့ခုချက်ချင်းရောက်စေလို့အမိန့်ပေးပြီးမြားတစ်ချောင်းကိုလေးနဲ့ပြစ်လိုက်တဲ့အခါ ချက်ချင်းအိမ်တစ်ဆောင်ရွှေငွေပစ္စည်းအပြည့်အစုံလည်းဖြစ်လာပြီးသူလည်းချက်ချင်းတစ်ထည်ဖြစ်သွားတယ်ကြည့်ချက်ခံရတဲ့စီစိန်ဥစ္စာချွေရန်တင်းပင်းမြတ်နဲ့ပြုံးနေလိုက်တာအချိန်ကုန်မှမတိကုန်သွားတာလည်းသူမတိလိုက်အဖိုးကိုပြောရဲစကားများကိုလည်းလုံးလုံးသတိမရတော့ပဲအပျော်ပါစီစိန်ခံစားမှုများနဲ့သာအချိန်ကုန်နေတော့တယ် ဒီလိုနဲ့9နှစ်9လပိုင်းရောက်လာတော့တနေ့မှသူအိတ်ပြောနေတော့တထင်းဘွားကိုမရောက်ခင်ကတိမ်မင်းနဲ့တွေ့ခဲ့ရတဲ့အကြောင်းတွေကိုပြန်ပြီးအိမ်မက်မက်လာတော့သူလည်းကြောက်ကြောက်လန့်လန့်နဲ့အိယာကနိုးလာပြီအခုမင်းတည်ခြင်းပေမဲ့မတည်သေးဘူးကွမင်းဒီကထွက်သွားရင်တထေးဖြစ်ရလေုံမယ်တထေးဘွားနဲ့ဆယ်နှစ်စေတဲ့နေ့မှာမင်းတည်ရလိမ့်မယ် သူမိကပြောသွားတာကိုခုမှပြန်ပြီးသတိရလာတယ်။ဒီတော့တထင်းအထင်းတွေကိုခံယူတဲ့နေ့ရက်တွေကိုပြန်ပြီးစဉ်းစားကြည့်တော့ဆယ်နှစ်ပြည့်ဖို့နောက်သုံးလပဲလိုတော့တာကိုတွေ့ရတယ်။ဒါကြောင့်ဒီသုံးလပြည့်ရင်သူတကယ်တရားတော့မှာပဲဆိုပြီးတိတ်ကြောက်ဆုံးရင်နေမိရဲ့။ဒါနဲ့မိုးလင်းတော့တပည့်တွေကိုခေါ်သူ့အတွက်ရေလုံးနဲ့တက်တာတလုံးကိုအမြဲလှုပ်စေပြီးဒီတက်တာထဲမှာမပုတ်မတိုးတဲ့အစားအစာများသုံးလအတွက်အလုံးတော့ပြည့်စုံအောင်ထည့်ခိုင်းလိုက်ပြီးတက်တာကိုပင်လယ်ကမ်းခြေရှိရာကိုယူဆောင်သွားတယ်။ပင်လယ်ကမ်းခြေရောက်တော့ ပည့်တွေကိုငါဒီတက်တာတဲ့ဝင်မင်းတို့ကအပြင်ကနေတက်တာအောင်လုံအောင်ပိတ်ပြီးအလွန်နဲ့တဲ့ပင်လယ်ရေရောက်တဲ့ချထားလိုက်ပါဒီနောက်ကမ်းပေါ်ကနေတက်တာကို အလွဲတကူနဲ့ကျိုးရှိရှိတစ်ချောင်းနဲ့တက်တာကိုခြိထားရမယ်ဒီကနေ့ကစပြီးနောက်၃လကျော်လိုက်မင်းတို့ဒီတက်တာကိုကမ်းပေါ်ရောက်အောင်ဆွဲတင်ရမယ် ယုံကြည်ရတဲ့တပည့်တွေကိုအချင်းချင်းမှာထားပြီးသူလည်းတက်တာတွေကိုဝင်သွားတယ်။တပည့်တွေကလည်းသူမှသွားတဲ့အတိုင်းတက်တာကိုပိတ်လိုက်ပြီးချိုးရှိရှိတချောင်းနဲ့တက်တာကိုချီတောင်းလိုက်ကြတယ်။ပြီးတော့အလွန်နဲ့တဲ့ပင်လယ်ကြီးအောက်ထဲတက်တာကြီးကိုချထားလိုက်ကြတယ်။ကျိုးစားကိုတော့ကန့်ဆက်ပေါ်ရှိတပင်တပင်မှာချီနှောင်ထားလိုက်ကြတယ်။တေမင်းလေလူပြည်လူရွာကတေမင်းလူမြရဲ့စီရင်မှုကြည့်တဲ့အခါတတိလေးအလက်ရောက်နေတာကိုတွေ့ရတယ်။တေမင်းက"အော်" ေးတငင်အလှဲ့ရောင်းနေရာကောငါနဲ့တိကရခန်တိုင်မလားလေတိမင်းကချိန်ွားပြီးတထဲလေးကိုရှာဖို့လူပြည်လူရွာကို ထွက်လာခဲ့တယ်။တိမင်းဟာမြို့ကြီးတစ်မြို့ပြီးတစ်မြို့မှာတအိမ်ပြီးတအိမ်ရှောက်ရှာတာတထဲကိုမတွေ့ဘူး။ဒါနဲ့မြို့ကလေးတွေတစ်မြို့ပြီးတစ်မြို့တအိမ်ပြီးတအိမ်ရှာပြန်တယ်။ငါနဲ့မတွေ့ဘူး။ တီမီလည်းအတော်စိတ်ဖြစ်သွားပြီးတီမီသူများစီရင်ပြန်ကြည့်တဲ့အခါတီမီသူများစီရင်မှာတထေးကလေးအတိအကျပါနေတာကို တွေ့ရပြန်တယ်။ဒါနဲ့တိုးရွာတရွာပြီးတရွာလှည့်ပြီးအိမ်ဝီးတိမ်အနှံ့အပြားလိုက်ရှာပြန်တယ်။ဒါပေမဲ့မတွေ့ဘူး။တီမီအခက်တွေ့နေပြီ။ဒါကြောင့်တိုးတောင်မြိုင်ရဲ့အရရက်ကိုမောကြီးပန်းကြီးနဲ့မနာမနေလိုက်ရှာနေရတော့တယ်။တထေးကလေးတရားမဲဆိုတဲ့ရက်ကနီးလာပြီ။နှစ်ရက်သေးတာလို့တော့တယ်။ တီမင်းကတော့မလျှော့ဘူးစူးစားပန်းစားရှာနေတာပဲဒါပေမဲ့ဘသူမှရှာမတွေ့ဘူးတီမင်းလည်းစိတ်အပြက်ကြီးပြက်ပြီးလိုက်မှန်ချရတော့မလို့ဖြစ်နေတယ်ဒီလိုနဲ့မောမောပပန်းနဲ့ရှောက်လာလိုက်တာပင်လန်ကဲချီတစ်ခုကိုရောက်လာတယ်။ဒါနဲ့မောအပန်းဖြေအောင်မယ်။ခြေလက်ဈေးအောင်မယ်ဆိုပြီးကန်းဆက်ကိုဆင်းသွားတဲ့အခါကျိုးရန်တစ်ခုကို ခြေထောက်နဲ့တိုက်မိပြီးလဲကျသွားတယ်။တင်မင်းလည်းစိတ်ဆူးဆူးနဲ့ ကျိုးကိုဆွဲလိုက်တဲ့အခါကျိုးကအတော်ရှည်လို့ဖြည်းဖြည်းချင်းဆွဲတင်နေရတယ်။မကြာခင် ကျိုးဆုံးသွားပြီးတစ်တာကြီးတစ်လုံးပေါ်လာတယ်။တင်မင်းလည်းထူးဆန်းတဲ့တစ်တာကြီးကိုအံ့ဩငိမော့ချိမိပြီးတစ်တာကြီးကိုဖွင့်ကြည့်လိုက်တဲ့အခါတထီးကလေးကိုတစ်တာကြီးထဲမှာတွေ့ရတော့တယ်။တင်မင်းကဒေါသထွက်ထွက်နဲ့ဟဲ့ကောင်မင်းကဒီလို ပုံနေလို့လွတ်မတယ်လား။ငါရှာလိုက်ရတာဖက်ဖက်ကိုမောလို့ ခုထွက်ခဲ့စမ်းအမိတ်ပြေးလိုက်တဲ့အခါတတိကလေးဟာကြောက်ကြောက်လန့်လန့်နဲ့ကြက်တာတွေကထွက်လာပြီးတီမင်းကိုတောင်းမှန်ဝင်ချလိုက်တယ်။နောက်ပြီးအရှင်တီမင်းကျွန်တော်မျိုးကိုချမ်းသာပေးပါကျွန်တော်ရဲ့စီးစိမ်ဥစ္စာတဝက်ကိုခွဲဝေပေးပါမယ်။ငါတခါကပြောပြီးပြီမဟုတ်လားချက်ချင်းတည်ကျင်နေဆိုပေမဲ့တေနေမစီသင်မသေးနိုင်သေးဘူးတေနေစီရင်တော့မသေးခြင်းပါဘူးလို့တောင်းပန်ပြီးပြောလို့မရဘူး အရင်ကပြုခဲ့တဲ့ကံကံရဲ့အကျိုးတိုင်းချေရမှာပဲတတိကလေးကမျိုးမျိုးတောင်းပန်ပြီးမယ်မယာဒီမင်းဟာဘသူ့ကိုမှအချိန်ပုံမပေးတဲ့နေတူတချိန်ကချက်ချင်းတည်ခြင်းလှပြီးအခုမတည်ခြင်းတော့တဲ့တတိကလေးကိုလည်းချမ်းသာမပေးတော့ဘူး ဆိုတော့ဆန်တို့ဒီနေ့တင်ဆက်ပေးတာပြီးသွားတဲ့တင်မင်းကိုရှာသူရခိုင်ပုံမြင်လေးကိုတော့ Strand Publication Group မှစီစဉ်ထုတ်ဝေတဲ့မြန်မာတိုင်းရင်းသားပုံမြင်များစာအုပ်မှထုံထုံရယူထားတာပဲဖြစ်ပါရဲ့ရှင်။မူရင်းရင်းသားသူမှဆရာကြီးလူလူဦးလာဖြစ်ပါရဲ့။ Strand Publication Group မှာလည်းဆရာကြီးဤရခိုင်ပုံမြင်များစတုထတွေမှကောင်းလုပ်ထားခြင်းဖြစ်ပါရဲ့ရှင်။5 4 3 2 1 Action Oh my god

啊，好，你要那个，爸爸妈妈嘞？啊！算了咯，one <laughs> yeah. ah! so, no. two my point 啊，one two three action。哎，行，我过来，一，我过来。A <laughs> to... to... <laughs> few moments later.